Hello အားလုံးပဲမိင်္ဂလာပါဖူပေါ်မချင်းကနေကြိုဆိုပါရစေ။ပရီးမီးယားလိပွဲစဉ်34အဖြစ်ကျွန်တော်ကစားမယ်တွေမှာ Newcastle ပွဲ Manchester United ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်အောင်ပါ။ဆိုတော့ Newcastle ကတော့အိမ်ဝင်းမှာ Ipswich ကိုလက်ခံကစားရမယ်ပေါ့လေ။ပြီးခဲ့တဲ့ဒါပွဲစဉ်33မှာဆိုလို့ရှိရင်တော့ကျွန်တော် Ipswich က Arsenal ကိုအိမ်ဝင်းမှာအနီးကပ်ထိရင်6-0ပြည့်နေတယ်လို့ရှုံးပြီးတော့ Newcastle ကတော့ကျွန်တော်ဒီ Aston Villa ကို6-2ဆိုတဲ့ရလနဲ့သူတို့9ပြည့်ရှုံးခဲ့တာ။ဆိုတော့ နှစ်သင်းစလုံးအတွက်တော့ဘယ်လိုပြောမလဲဒီနိုင်ပွဲရမယ်ပွဲဆိုပေမဲ့ Ipswich ကတော့မျောလင်းကြကကုန်သွားပါပြီဒီဘယ်လိုပြောမလဲသူတို့တန်းဆင်းရမယ်အခြေအနေကိုသူတို့ရောက်သွားပြီပေါ့နော်အဲဒီပွဲသာရှုံးမယ်ဒီပွဲလည်းရှုံးနိုင်မယ်လို့ထင်ပါတယ်အဝေးကွင်းလည်းဖြစ်တယ်ဆိုတော့သူတို့လုံးဝတန်းဆင်းရတော့မှာပေါ့ဆိုတော့ Newcastle အတွက်ကတော့ဒါလက်ရှိ1 2 5ထဲကနေပြီးတော့ကြမသွားအောင်သူတို့လုပ်ရမှာပြီးခဲ့တဲ့တစ်ပတ်လုံးက Aston Villa နဲ့ကစားတာတော်တော်ကိုညံ့နေပြန် Newcastle Aston Villa ရဲ့ဘက်ကတော်တော်ကောင်းလာနေပါတယ် နယူကာဆယ်ရဲ့ကွင်းလည်ကိုအလွယ်တကူထိုးပေါက်နိုင်စွမ်းရှိတာတွေကြောင့်လည်းပါမှာပေါ့နော်။ဒါကြောင့်ကျွန်တော်တို့နယူကာဆယ်အနေနဲ့ဒီတပတ်ပွဲကတော့သူတို့နိုင်ပွဲပြန်ယူနိုင်မှကျွန်တော်ရမယ်။တိုက်စင်မှာလည်းအီဆက်တို့ကစားမားတွေလိုရှိနေတယ်။ကိုရန်တို့လည်းပြန်ပြီးတော့ကျွန်တော်တို့ကစားနိုင်နေပြီပေါ့နော်။ဒါဟာဗီဘန်စ်တို့ဘာလို့ကတော့ပုံမှန်ပွဲထွက်ခွင့်ဒီလက်ဖွင့်မှာရနေတာပေါ့လေ။ကွင်းလယ်မှာလည်းသူတို့ရဲ့အကောင်ဆုံးကွင်းလယ်ကစားမ၃ယောက်ပဲရှိနေတော့မယ်။ ဆိုနောက်တန်းမှာဆိုလို့ရှင်လည်းပဲဒါဖာဘီယန်ရှားနဲ့တန်ဒီဒန်ဘန်တို့ဘာလို့ကဒါပုံမှန်ပွဲထွက်ခွင့်နေတဲ့ဒီဒီနောက်တန်းမှာအမြဲတမ်းကစားပြနေတာ Trippier လည်းပြန်ကစားနိုင်နေပြီ Liverament တို့ဘာလို့လဲ left left back မှာသူတို့အချင်းကြီးဟုတ်နေပြီပေါ့ဒါပေမဲ့လို့ Newcastle မှာ physical ပိုင်းကျွန်တော်တို့ကောင်းတာကလွဲလို့ရှင်ဒါရီဘောကစားနိုင်တဲ့အသင်းနေနေဆိုရင်ကာတရာတတော်ကိုရုံးကန်လေးရှိတယ် Ipswich ကတခုတော့ရှိတယ်ပေါ့နော်သူတို့ကဒီဘယ်လိုပြောမလဲ playoff from the back နဲ့ကစားခြင်းနဲ့ အတင်းငယ်တခုဆိုပြီးမြဲလို့သူတို့ကအလားတကိုလုံးဝမပြစ်ပေဘူးပြသေးလားเนาะ Gary McKinnar ကအဲ့ဒီပုံစံနဲ့သူတို့ဆက်သွားခြင်းနဲ့ဒါပေမဲ့ Newcastle ရဲ့ player quality ကို Ipswich ကရှင်လို့ဘလို့မှကျွန်တော်မရဘူးဒါဟာ Castle အတွက်တော့ဗောနော်ထပ်ပြီးတော့နိုင်ပွဲယူဖို့ကြိုးပမ်းရမယ်သူတို့ဖြင့် Chelsea က Everton နဲ့ကစားဖို့ရှိတယ်အကယ်လို့ Chelsea ကနိုင်နေဆိုလို့ရှင်သူတို့ကိုကြော်သွားမှာ မြို့ကြီး Norian Forest ကလည်းကျွန်တော်တို့ဒီကစားဘိုးရှိတယ်ဗောနော်ကျွန်တော်တို့ဒီနှစ်ရက်နီးလောက်မှာ Norian Forest ကနည်းနည်းလှမ်းသေးတယ်သူတို့ဒီကြားထဲမှာ FA ဖလားလားမသိဘူးသူတို့ကစားရအောင်မှာဆိုတော့ဆိုတော့ Newcastle နေနဲ့အဆင့်၄ကိုတက်နိုင်အောင်သူကြိုးပမ်းတော့မယ်ဒါအပြင် Manchester City နဲ့ Newcastle ကြားမှာလည်းအမှတ်ကအလောက်မကွာဘူးနော်ဆိုတော့ဟို Newcastle နေနဲ့အဆင့်၃ကိုတက်နိုင်ဖို့အတွက်အချိန်ရှိနေသေးတယ်အဲရောက်ကာဆယ်တွေ့တော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒီဒီပွဲက၃မှတ်ကအများကြီးရေးကြည့်တယ် ဒါပြင်ယာဒီကုံကန်ကြီးလက်ကျန်၅ဘွဲမှာလုံးဝချီရိုင်းလို့သူတို့မရပါဘူး။အက်စတူမီလာကိုရှုံးနေခဲ့တုန်းကသူတို့ကဂိုးတွေလည်းတောက်လျှောက်ပေးရတာ။ဒါဟာတိတ်အချင်းကြီးကောင်းတဲ့တယ်မှာမပါဘူးပေါ့နော်။ဒါတော့မှနယူကာဆယ်ကရလက်တီရှီတောက်လျှောက်အကုန်ကောင်းထားလို့နိုင်ဘွဲတွေဇက်တိုက်ဆူလို့နယူကာဆယ်ကရထားလို့ဒီနောက်ထိသူတို့တက်လှမ်းလာနေတာ။ဒါကြောင့်ဒီအဆင့်၃ကအသင်းနဲ့ထိအမှတ်သိပ်မကွာတဲ့အနေထားမှာကာဆယ်နီနဲ့ ဒီပွဲကသူတို့သုံးမှတ်ယူကိုယူပြီးတော့တော့4အတွင်းမှာဆက်ပြီးတော့ရှိအောင်ကြိုးပမ်းမဲ့ပွဲလို့ကျွန်တော်မြင်နေပေါ့နော်ကာစီဒီနဲ့ရလက်ပြန်ပြီးတော့ကောင်းအောင်ယူနိုင်မဲ့ပွဲလို့မျိုးတော့ကျွန်တော်ယူဆတယ်နောက်ထပ်တစ်ပွဲကတော့ Manchester United နဲ့ကျွန်တော်သာဘုံမောင်းနဲ့ဘုံမောင်းတို့ကစားကြမဲ့ပွဲပေါ့လေဘုံမောင်းရဲ့အိမ်ဝင်းမှာ United ကသွားပြီးတော့ကစားရမယ်ဘုံမောင်းကဒီယာဒီမှာထင်တာထက်အများကြီးပိုကောင်းနေပြီးတော့ United ကတော့ အာတိတ်တော်ပြောစရာမလိုမယ်မထင်ပါဘူးပြီးခဲ့တဲ့တစ်ပတ်ဝူဘန်ဟန်နဲ့ကစားတုံးကလည်းကျွန်တော်ရှုံးနှင်းခဲ့တာဒါအပြင်ယူနိုက်တက်ကဒါပြီးလို့ရှိရင်နှစ်ရက်နေမှာကျွန်တော်တို့ဒီအများကြီးအရေးကြီးတဲ့ဒီယာဒီရဲ့အသင်းအချင်တွေကိုအဆုံးဖြတ်ပြီးသွားနိုင်တဲ့ပွဲမျိုးတွေကစားဖို့ရှိတယ်ယူရိုပါလိစီမီဖိုင်နယ်ပထမကြော်ဖြစ်ဘီဘာဝရဲ့ကွင်းမှာသွားကစားရမယ်ပြီးရင်မန်ချက်စတာယူနိုက်တက်အသင်းကွင်းမှာကစားရမယ်အဲ့ဒါပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီ final ကိုတက်မတက်ကျွန်တော်သိရမှာဆိုတော့ united အတွက်အဲ့ဒီပွဲဟာ အများကြီးအများကြီးကြီးပါတယ်ဒီရာဒီကျွန်တော်တို့အဆင့်16လောက်မှာနေတရာဒီလုံးကြီးပါရှိနေရတဲ့ United ကဒီဘယ်လိုပြောမလဲ Champions ဟာ Europa League တွေဘာတွေကိုကျွန်တော်တို့เนาะဒါဘိုလူဝဲတွေဘာတွေတက်နိုင်နေဆိုလို့ရှိရင်ဒါဘိုလူဝဲမှာလည်းရလက်ကောင်းနေဆိုလို့ရှိရင်တော့ဒီရာအဒီရာဒီကိုကျွန်တော်တို့ကမိပလိုက်လို့ရတယ်ဗျာအဲ့လိုမဟုတ်ဘူးဆိုရင် Europa League ရဲ့အသင်းရည်တည်မှုအခြေအနေကဒီရာဒီ Premier League မှာအများကြီးစကားပြောတော့မှာဆိုတော့နောက်ရာဒီမှာဘာမှတော့ကံတရားရှိမှာမဟုတ်တော့ဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးတွေကျွန်တော်ရောက်သွားမှာ ်ဒီလိုလည်းပဲလက်ရှိဘုံမောက်ကိုနိုင်ဖို့ကတော့မလွယ်ဘူးဒီအားဒီဘုံမောက်နဲ့ယူနိုက်တက်ရဲ့အချင်းကြီးကဟိုတော်တော်ကြီးကိုကွာဟာလွန်းတာပေါ့ဘုံမောက်နဲ့မှမဟုတ်ပါဘူးဘယ်အသင်းနဲ့ပဲတွေ့တွေ့ဒီအားဒီကတော့မလွယ်ဘူးပေါ့နော်ဒါအပြင်ဟိုလက်ရှိကစားနေတဲ့မှာဆိုလို့ရှိရင်လည်းပဲအာကူရတဲ့ player တွေက injury တွေကြုံရတာဘာညာနဲ့အချင်းကြီးကမကောင်းဘူး main new တို့ပြန်ကစားလာတယ်လို့ပဲကျွန်တော်တို့ရှိတာဒါအပြင် MOD နေနဲ့ဒါပြီးရင်နှစ်ရက်နေမှာ Euro Bali ပွဲကိုကစားရမယ်ဆိုတော့ ထပ်ပြီးတော့တချို့ကစားမတွေအနားပေးလာလေဦးမယ်လို့ကျွန်တော်ထင်တယ်။ပြီးခဲ့တဲ့ကျွန်တော်တို့ဝူပန်တဲ့နဲ့ပွဲမှာတော့ကလည်း Fernandez တို့ Casemiro တို့เนาะ Harry Maguire တို့အကုန်လုံးနှီးပါသူအနားပေးခဲ့တာ၄-၅ရောက်တွေသူပြောင်းလာတာเนาะဆိုတော့အပြောင်းလဲတွေလှုပ်လာပြီးတော့ဟိုဒီ Fernandez တို့ဘာလို့ရောပါเนาะတူတူကြအနားတွေပါပြီးလာတဲ့အတိကျွန်တော်တို့ဖြစ်ခဲ့တာဆိုတော့ဒီပွဲကလည်း အဲ့ဒီလိုမျိုးပဲအရေးကြီးတဲ့ကစားမတွေကိုထပ်ပြီးတော့အနာပေးဦးမယ်ပွဲလို့ကျွန်တော်ထင်တယ်။ဆိုတော့ဟိုဘုံမောက်ကဒီရာဒီမှာအဆင့်ခွန်အဆင့်၈မှာရှိနေပါတယ်။33ပွဲမှာသူတို့73ပွဲတိသူတို့နိုင်ထားတယ်။49မှတ်ရထားပြီးတော့ Aston Villa နဲ့သူတို့ကြားထဲမှာ9မှတ်8မှတ်လောက်ကိုကွာတယ်ပေါ့နော်9မှတ်8မှတ်လောက်ကွာတယ် United ကတော့ကျွန်တော်ဆက်၄အဆင့်14မှာရှိနေတယ်33ပွဲမှာ10ပွဲပဲနိုင်သေးတယ်38မှတ်ပဲကျွန်တော်ရထားသေးတယ်ဒါဟာအဆင့်16က West Ham နဲ့2မှတ်ပဲကျွန်တော်ကွာပါတယ် ဆိုတော့တော်တော်ကြီးကိုအချိန်ကြီးကစူးစူးဝါးဝါးဖြစ်နေတာပေါ့နော်အဲဒါအပြင်ကျွန်တော်တို့ဒီပွဲမှာအလုံးစုံရတရေပဲတိတက်ပူပိုလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဲပွဲထွက်လူစင်းမှာလည်းဟိုဘယ်ကစားမှမထူးထူးခြားခြားကြီးအပြောင်းအပြောင်းလေးဖြစ်ပြီးတော့ပါလာဖို့ရှိတယ်လို့ကျွန်တော်မယူဆဘူးတော့ကစားပုံလေးတွေကသူ့ဟာနဲ့သူဟုတ်နေတာ MOD လက်အောက်မှာကစားတာလေးတွေအချိန်ကြီးကောင်းနေကြည်လူမှုရှိတယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်အဲမလို့အတင်းမှာတယောက်ယောက်ကအမှားလုပ်ရင်လုပ်နော်အမှားမလုပ်ရင် ်မင်းတယောက်လှုပ်တော့လှုပ်မှာမှားမလို့ဘူးဆိုတော့မကြည့်ဘူးနောက်တန်းမှားမလားဂိုးသမားမှားလားမှားမလားဘယ်သူမှားမလဲပဲကျွန်တော်ကြည့်ရမှာအဲ့လိုမျိုးတွေကနေပဲဂိုးတွေပေးနေရတယ်တော်တော်လေးကိုတိုင်ပတ်ပါတယ်ဆိုတော့ဒီရာဒီမှာအဝေးဝင်းမပြောနဲ့အိမ်ဝင်းမှာတောင်မှအကုန်လုံးတိုင်ပတ်နေတဲ့အချိန်မှာအချိန်ကြီးကောင်းမှုကမလွယ်ပါဘူးဒါအပြင်ပရီးမီးယားလိနောက်ဆုံး၅ပွဲကိုကျွန်တော်ကြည့်ထားလို့ရတယ်တပွဲပဲနိုင်ထားပါသေးတယ်၃ပွဲတိကျွန်တော်ရှုံထားတယ်တပွဲတည်ရကြထားတယ်ကျွန်တော်တို့တပွဲနိုင်ထားတယ်ဆိုတော့ဟို international break ဒီအပြီးပြန်လာတဲ့ပွဲဒီမှာဘလူးမန်အချင်းကြီးမကောင်းဘူးလို့ပြောရမှာပေါ့ဗျာပြည်တွင်းမှာဒါကြောင့် United အနေနဲ့ ဒီပွဲကလည်းအနာပေးဖို့ရှိတဲ့အချိန်မျိုးမှာတရေထက်ပူပြီးတော့မျောနေလို့ရတယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ညီကလေးနေရောဘလူရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါလေဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်